ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်ကဂရိနိုင်ငံဆမ်တိုရီနီကျွန်းကိုအော်ရောက်တော့ကအဟောက်ပြောပြမှာပါဒီမှာဆိုရင်ဒါဒီဆမ်တိုရီနီကျွန်းကိုသွားလည်ဖို့အတွက်ဆိုရင်ကျွန်တော်တို့အချိန်ကြီးအများကြီးပြင်ဆင်ခဲ့တယ်ဗောနော်ဒီကျွန်းကအားလုံးလည်းသိတဲ့အတိုင်းကဖားအလားတူကျွန်းမှာဒီမှာဆိုရင်ကြည့်ကြည့်ပါဒါအဲ့ဆမ်တိုရီနီကျွန်းကဖီဒါရွာဗောနော်သူတပင်နေလေအချိန်မှမရှိပါဘူးဒါရင်းတော့မီးတောင်ဖြစ်ခဲ့တဲ့နေရာဗောနော် ဲ့ဒါဆိုရင်ဒါကဖီဒါရွာကိုမှကျွန်တော်အပေါ်စီးကနေမှဒါရိုက်ပြထားတာပါသူကကဘာကလေတော်တော်ကိုမှကြီးပါတယ်အဲ့ဒီအောက်မှာဆိုရင်ဒါမြင်းနေရလှေစိတ်ပါပေါ့နော်ဒီလှေစိတ်အဲအဲ့မှာဒါစားတော့ဆိုင်နေလည်းရှိပါတယ်ပေါ့အခုကျွန်တော်ရိုက်ပြနေတဲ့နေရာကဒီဖီဒါလို့ခေါ်တဲ့ရွာပေါ့အဲ့ဒီကနေမှနောက်ထပ်အီရာလို့ခေါ်ရွာပေါ့အီရာလို့ခေါ်ရွာကကဘာမှာအလားဆုံးဆန်းဆန်း ချီလို့ရတဲ့နေရာပါအဲ့ဒီကိုသွားနေတဲ့ဒါလမ်းကြောင်းပေါ်ကနေရာပေါ့နော်ဒါကံပီးမှာမြေကံပီးအဲပင်လေဖေးမှာပေါ့နော်ဒါကျွန်တော်တို့ဒီလိုမျိုးဒါသွားရတာပါဒီမှာဆိုရင်ဒါကြည်ကြည်ပါပေါ့နော်ဒီမှာတခြားလူတွေရှိပါအခုဒါကကျွန်တော်တို့ဒါဥရရွာရဲ့ဒါရှင်ပြင်းလို့ဒါပြောလို့ရပါတယ်ပေါ့ ဒါနေတော်တော်ပူပါတယ်ဒါနေကင်းပတ်ကြီးရမှာလဲတဲ့လူတွေလည်းတော်တော်ကိုမှများပါတယ်စောက်ထားတဲ့အိမ်လေးတွေကလည်းထူးဆန်းတယ်ဗောနော်အခုဒီဘက်ကခုနမြင်လာတဲ့ခါကကြတော့ဒါဆူဗေနီယာလို့ခေါ်တဲ့လက်ဆောင်ပစ္စည်းရောင်းနေစီပါပါဒီအိမ်လေးတွေကများတော့ဖြစ်နေတော့ဒါဟိုတယ်ပါဗောနော်ဒါကျွန်တော်တို့ကဒါဖီဒါဘက်ကိုမပြန်ခင်ပေါ့အီယာဆိုရွာမှာအ ခဏနားနေပါတယ်ဗောနော်သူဘတ်စကားစီးပြီးတော့มาပြန်ရမှာပေါ့အဲ့ဒါဘတ်စကားစီးပြီးပြန်မှာဦးမပြန်ခင်မှာဆိုရင်အဲ့ဒီဘတ်စကားခင်သားလေးมาစောင့်နေတာပေါ့ဒါကတော့ဒါကဒါဆတ်တော့ဆိုင်မောကနေมาဒါရိုက်ထားတာပါဒီမြေကန်းကိုလည်းအဲမြင်ရတယ်ဗောနော်အဲမြေကန်းဆိုရင်မြေကန်းတော့မဟုတ်ပါပင်လယ်ကန်းဆက်ပေါ့နော်ဒီပင်လယ်ကြီးကိုလည်းဒါအဲမြင်ရတယ်ဗောနော်ဒီမှာဒါဆတ်တော့ဆိုင်မောကဒါမြင်ခွေးมาအဲ့ဒီမှာဆိုရင်ဒါလားလို့ခေါ်မလား ဲ့လိုအကောင့်လေးတွေဒါတက်လာတာပါပေါ့အဲ့ဒီလမ်းကြောင်းအဲ့ဒါကိုမှလည်းစီးလို့ရပါတယ်ကျွန်တော်ခုနကတော့ပြတယ်လို့ပဲသူကဒီအပေါ်ကနေကျုံးမော်ကနေဒီကျုံးအောက်ခြေကိုသွားမယ်ဆိုရင်အဲ့လိုမျိုးအတက်ဆင်းအကြကြီးလှုပ်ရတယ်ပေါ့နော်အဲ့ကြတော့ခြေချင်းမသွားခြင်းဘူးဆိုရင်အဲ့လိုနဲ့သွားလို့ရပါတယ်ဒီမှာဆိုကြည့်ပါကဘာတွေကမှတ်ပါတယ်ဟိုပုံမှန်ကျွန်တော်တို့တွေ့နေတဲ့ပင်လယ်ကမ်းဆက်လို့မဟုတ်ပါဘူးပေါ့နော်အဲကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်